နှုတ်ကပတ်တော်အတွက်အနှဲငယ်ဆက်ကက်ချင်ပါတယ်။ကောင်းမြတ်သောဖခင်ကိုရုပ်ကိုယေရှုတင်နေဒီနေ့အဲကျမတို့နှုတ်ကပတ်တော်ကိုအတူလေ့လာခွင့်ပေးတဲ့အတွက်ယေရှုတော်ကိုချီးမွမ်းနေနှုတ်ကပတ်တော်အားဖြင့်ကျမတို့ပြုပြင်ရွေးတည်ဆောက်တယ်လို့အယောက်တိုင်းအတွက်လည်းအသက်တပံခွာသည်ဖြစ်စေပါယေရှုတော်ကိုချီးမွမ်းနေချီးမွမ်းခြင်းကိုခွဲခြင်းပုံကြီးခြင်းတကူကြီးခြင်းအားလုံးကိုရုပ်ကိုပေးတယ်ယေရှုဖခင်ရဲ့နာမကိုအမိပြုဆက်ကက်အနံဆုတောင်းပါတယ်ခါအာမင် အဲနှုတ်ကပတ်တော်မသွားခင်ပေါ့နော်ကျမတို့သုံးယောက်လာတာဟုတ်ပါတယ်အဲကျေးဇူးပြုပြီးတော့အမနဲ့ကိုမောနဲ့ပေါ့နော်နှစ်တည့်ရက်ပြပါဦးတော့ဒီဘက်ကတော့ကျမအမကြီးကြီးဆုံးဆမမကြီးဖြစ်ပါတယ်ဒီဘက်ကတော့ကျမရဲ့အမျိုးသားကိုမောရှီလို့ခေါ်ပါတယ်လို့အဲကျေးဇူးတင်တယ်ဆိုတော့ဒီနောက်မှာကျမရေးထားတာလေးပါတွေ့လဲဆိုတော့အတိတ်တိတော့နှစ်အတိတ်တိတော့နှစ်လို့ကျမတွေ့တယ်ဆိုတော့ 2025ခုနှစ်ရဲ့အအခု9လပိုင်းပေါ့နော်9လပိုင်းရောက်လာပြီကျမတို့အဲတကယ်အတိအသီးလားဘာသီးတွေသီးနေလဲလက်သီးသီးလို့တော့မရအောင်ကျမနော်အဲပြောစဉ်းစားကြည့်ရအောင်ဒီနေ့ကျမလည်းနှုတ်ကပတ်တော့တကယ်တော့ကျမကစန်းစာဟုတ်ကဖတ်ဖို့ယူလာတာတရားဟောဖို့ယူလာတာမဟုတ်ဘူးဆိုတော့အမကလည်းကျမကိုအများကြီးရောက်နေတယ်နေမဲ့ဝင်ငှလိုက်ပါဆိုတော့ကျမလည်းမငြင်းတော့ဘူးပေါ့နော် ဆိုတော့ဒီနေ့ကျမတို့ဘာအသီးတွေသီးနေလဲကျမတို့တက်တာထဲမှာယုံကြည်သူခရိယန်ဖြစ်တာတော့ကြာပြီတခါမှเนาะကျမတို့ကောင်းသောအသီးတွေမသီးပဲနဲ့လက်သီးတို့ဘာတို့ပဲသီးနေရင်ကျမတို့ရဲ့ဝိညာဉ်အသက်တာကိုပြန်စစ်ဖို့လိုသွားပြီပေါ့เนาะဆိုတော့ဒီနေရာကျမတို့ရဲ့ဝိညာဉ်ရေးအစပြုတဲ့နေရာဖြစ်တယ်ကျမတို့ဒီကိုရောက်တဲ့ခါမှာကျမသုံးတန်းနဲ့ပဲရှိသေးတယ်အဲ့တော့ပေါ့เนาะဒီနေရာကနေပြီးတော့မှအမှုဆောင်တယောက်ဖြစ်လာတာကဒီနေရာကနေစခဲ့တာဖြစ်တယ် ျမတို့ရဲ့ဝိညာဉ်ရေးရဖခင်ကဘယ်သူလဲလို့ပြောရင်ဒီမှာရှိနေတဲ့သင်အုပ်ဆရာပဲဖြစ်တယ်။အဲ့ဒီချိန်တော့ဆရာဂျိုးဆပ်လည်းရှိတယ်။ဆိုတော့ကျမနဲ့တော့ဆရာဂျိုးဆပ်နဲ့တော့ online မှာတွေ့တယ်ဆရာကကျမတို့အမှုရဆောင်ဖြစ်လာတာကကျမတို့ကိုပြုစုပေးသပြိုးထောင်ခဲ့တဲ့ဆရာဗန်လုံးလို့ဆရာတို့ကြောင့်ဒီနေ့ကျမတို့ကအမှုဆောင်ဖြစ်လာတာဖြစ်တယ်လို့ကျမအမြဲတမ်းပြောဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီနေ့ကျမတို့ရဲ့ကျမတို့ကိုကြည့်ရင်ဒါဆရာတို့ရဲ့အသီးတွေဖြစ်တယ်။ကျမတို့ကတခြားအရာတခြားအရာရွေးချယ်လို့လည်းရပါတယ်။ ဒါပေမဲ့ဖယောင်းအမှုဆောင်မှုရွေးချယ်တာချမ်းသာဖို့လည်းမဟုတ်ဘူးပြီးတော့နာမည်ကြီးချင်လို့လည်းမဟုတ်ပါဘူးတကယ်ဖယောင်းရဲ့မြတ်တာကိုခံစားရပြီးတော့မှကျမတို့ကဲတို့လူတွေဟာလွတ်မြောက်ဖို့ရန်အတွက်အမှုဆောင်ခြင်းဖြစ်ပါတယ်ဆိုတော့ဒီရလေးကိုလည်းပြောချင်တယ်ဆိုတော့ဒီနေ့ကျမတို့ဒီမှာရေးထားတဲ့ဘာတိတိပြီလဲကျမတို့ရဲ့ဝိညာဉ်ရေးရအသက်တာထဲမှာပြန်စဉ်းစားရအောင်ဆိုတော့ဒီနေ့မနက်မှာကျမဘာကောင်းစင်လေးနဲ့ဝင်ငှချင်လဲဆိုတော့ ဘောရှသည်မတီးပဲစပြစ်သည်သီးပါအဲ့ဒီကောင်းစင်လေးနဲ့ခွန်အားပေးချင်ပါတယ်ဘောရှသည်မတီးပဲစပြစ်သည်သီးပါဆိုရဲကောင်းစင်လေးနဲ့ကျွန်မဝေငှချင်တယ်ဆိုတော့ဟေရှာယအနာဂတိကျမ်းအခန်းကြီး9အပိုင်ငယ်တက်ကနေပြီးတော့မှကျွန်မတို့ခွန်ထဲမှာပေါ့နော်တွေ့ရပါတယ်လို့ဟေရှာယအနာဂတိကျမ်းခန်းကြီး9အပိုင်ငယ်တက်ကနေခွန်ထဲမှာအဲကျွန်မဖတ်ချင်တယ် ငါချစ်ရသခင်ဤစပြစ်ဥယံတော်ကိုအကြောင်းပြု၍မြတ်တာသခြင်းကိုရှေ့တော်၌ဆိုပေအံမြေကောင်းသောတောင်ပေါ်မှငါချစ်ရသခင်ဤစပြစ်ဥယံတော်တစုရှိ၏ထိုမြေကိုတူး၍ကြောက်ခဲတို့ကို ရှင်းလင်းစေပြီးမြောက်အကောင်းဆုံးသော စပြစ်နွယ်ပင်တို့ကိုစိုက်ပျိုးတော်မူ၏ဥယံထဲမှမိခိုရာတဲလင်းကိုလည်းဆောက်၍စပြစ်သီးနေရာချင်းကိုလည်းတူးတော်မူ၏ထိုအခါစပြစ်သီးကိုတီးမြှင့်မှုမျောလင့်သည်ရှိတော် ဘောရှာသည်ကိုတီးပါသည်တကားယခုမှအိုယူဒပြည်သူယေရုရှလင်မြို့သားတို့ငါနှင့်ငါစပြစ်ဥယျာဉ်အမှုကိုစီရင်ကြပါလောငါစပြစ်ဥယျာဉ်၌ငါကျေးဇူးပြုနိုင်ရက်မပြုသေးသောအရာတစုံတစ်ခုရှိသလားစပြစ်သည်ကိုတီးနေမှုမျော်လင့်သည်ရှိသောဘောရှာသည်ကိုအပေးကြောင့်တီးသည်။ယခုနားထောင်ကြငါစပြစ်ဥယျာဉ်၌ငါပြုရမည့်အမှုကိုတင်တို့အားငါဖော်ပြမည်။ဆောင်ရန်ကိုငါပယ်ရှင်းသည်ဖြင့်သူတော်မတို့သည်စားကြလိမ့်မည် ုတ်ရိုးကိုငါဖြိုသဖြင့်သူတမားတို့သည်ကြော်နှင်းကြလိမ့်မည်ဥယင်ကိုငါရှင်းရှင်းဖြည့်စည်းမည်အဘယ်သူမျှမပြင်ဆင်ရအဘယ်သူမျှမတူးမစွာရစူးပင်အမျိုးမျိုးပေါက်ကြလိမ့်မည်ထိုဥယင်ပေါ်မှာလည်းမိုးမရွာစေခြင်းကငါပြင်ညာမည်ကောင်းကင်ဘုခြေရှင်သာရဖျား၏စပြစ်ဥယင်တော်ကဣတရေလအမျိုးတည်နှစ်သက်တော်မူသောပြိုးပင်ကယူရလူတည်တရားစီရင်ခြင်းကိုမျှော်လင့်တော်မူသည်ရှိတော်အတိတ်သက်ခြင်းကို၎င်း ကြောက်မက်ခြင်းတရား၌ငိုကြွေးခြင်းကို၎င်းတွေ့မြင်ရလိမ့်မည်။ဆိုတော့ဒီထဲမှာဟေရှာယအနာဂတိကျမ်းအခန်းကြီး9ထဲမှာကျွန်တော်တို့အတိတ်ကတွေ့ရတဲ့အကြောင်းအရာပါလဲဆိုအပြစ်ကြောင့်ဖရာရဲ့စီရင်ခြင်းအေးအယူခြင်းဆိုတဲ့အကြောင်းကိုဒီနေ့ကျွန်တော်တို့တွေ့ရတာဖြစ်တဲ့ကျွန်တော်တို့စံစာထဲမှာပေါ့နော်အသီးတွေအများကြီးအပင်တွေအများကြီးတောင်ကျွန်တော်တို့တွေ့ရမှာပါအာနော်ဒီနေ့တန်လွင်ပင်တို့စွန်ပလွန်ပင်တို့နောက်ပြီးတော့မှ အဲအခုဖတ်သွားတဲ့ဘောရှာပင်တို့စပစ်ပင်တို့အကြောင်းကိုကျမ်းစာထဲမှာကျွန်တော်တို့အများကြီးတွေ့ရတယ်ဆိုတော့ဟေရှာယအနာဂတိကျမ်းခန်းကြီးငါပိုက်ငယ်တစ်ကနေခွန်ထဲမှာဖျားသခင်ကဒီနေ့သီးစေခြင်းနဲ့အရာကပါလဲဆိုတော့စပစ်ထိုကစပစ်ဒီကိုတီးနေဟူမျော်လင့်သည်ရှိတော့ဘောရှာဒီကိုတီးပါလေတကားတဲ့နောက်တစ်ခေါက်ပြန်ပြောတယ်အဲစပစ်ဒီကိုတီးနေဟူခန်းငယ်လေးထဲမှာမျော်လင့်သည်ရှိတော့ ဘောရှာသီးကိုအပဲကြောင့်တီးတဲ့နီးတဲ့ဆိုတော့ဒီတဲမှာဖယားသခင်တီးစီခြင်းနဲ့အသီးနဲ့ဖယားသခင် မတီးစီခြင်းနဲ့အသီးနှစ်မျိုးအကြောင်းကိုကျမတို့ကျမ်းစာထဲမှာတွေ့ရတယ်။ဒါကြောင့် Prophet Hishaya ကဖယားရဲ့ကွယ်ကမဆမှုဖယားရဲ့မြတ်တာကိုသူကချီးမွမ်းပြီးတော့မှဖယားကိုပါနဲ့နိုင်တယ်နိုင်ချာလဲဆိုရင်စပြစ်ဥယင်ပိုင်ရှင်နဲ့เนาะဒီနေ့စပြစ်ဥယင်ပိုင်ရှင်ဖြစ်တင်စားပြီးတော့မှပြောထားတယ်ဆိုတာတွေ့ရတယ်။ဆိုတော့ဒီတဲမှာဆိုရင် စပစ်ဥယျာဉ်တစ်ခုရှိတယ်တဲ့တန်းစာရဲ့အစအကိုကျမတို့ပြန်သွားရင်အဲ့ဒီမှာခန်းငယ်တစ်ရက်အောက်နားလေးမှာနေကောင်းသောတောင်ပေါ်မှာလို့ပြောထားတယ်အကောင်းဆုံးမြေထွန်ရက်ပြီးတော့မှာတဲ့လက်စပစ်သီးတောင်မှာတာမန်စပစ်သီးမျိုးစိုက်တာမဟုတ်ဘူးအကောင်းဆုံးသောလက်ရွေးစင်စပစ်မျိုးကိုသူစိုက်တယ်တဲ့ကျမတို့မတဲရှမတဲခရွင့်ကြံခန်းကြီး73ထဲမှာဆိုရင်ဘာကိုတွေ့ရလဲဆိုတော့ကျမတို့မြေလေးမျိုးတွေ့ရတယ် လမ်းပေါ်မှာကြားတဲ့နေစူးပေါ်မှာလမ်းပေါ်မှာကြားတဲ့မျိုးစိလမ်းနေစူးနေကြောက်နေကောင်းသောနေဆိုတာကျမတို့ညေလေးမျိုးကိုဒီနေ့ကျမတို့တွေ့ရတယ်ဆိုတော့ဒီမှာလဲဒီပါပြောလဲဆိုနေကောင်းသောတောင်ပေါ်မှာလို့ပြောတဲ့အတွက်ကောင်းတဲ့နေပေါ်မှာဖျားကားတဲ့အဲ့ဒီလက်ရွေးစင်စပြည့်ဥယျာဉ်ကိုစိုက်တယ်တဲ့ပြူးစုတယ်စောင့်ရှောက်တယ်ပြိုးထောင်တယ်ဆိုတော့အကောင်းအဲ့ဒီမှာကျမတို့လူတွေရဲ့သဘောတဘာဝကဘာတွေ့ရလဲဆိုအကောင်းဆုံးလုပ်ပြီးကျမတို့ကအကောင်းဆုံးမျှော်လင့်တယ် ဒါပေမဲ့အကောင်းဆုံးမျော်လင့်ရင်လည်းဖြစ်လာလားဆိုတော့မဖြစ်လာပါဘူး။အဲ့ဒီခါမှာကျမတို့ကဘာဖြစ်လဲစိတ်တက်ကြတယ်။စိတ်တက်ကြတယ်။ဟာငါအကောင်းဆုံးစူးစမ်းရတာနဲ့အကောင်းဆုံးမဖြစ်ပါလား။နော်ဒီနေ့ကျမတို့စိတ်တက်ကြတက်ကြတယ်။ဆိုတော့အဲ့ဒီမှာဘုရားကလည်းညှော်လင့်တယ်တဲ့။ညှော်လင့်တယ်။အကောင်းဆုံးသောစပစ်သီးအကောင်းဆုံးသောအတီးသီးဖို့ညှော်လင့်ပေမဲ့ဘုရားညှော်လင့်တဲ့အတိုင်းမဖြစ်ဘူးတဲ့။ဒီနေ့ကျမတို့လူသားတွေရဲ့အသက်တာဘာဖြစ်လဲဆိုဘုရားရဲ့စံတာဘုရားရဲ့အလိုကို ်ဘယ်တော့မှမဖြစ်စည်းနိုင်ဘူးဆိုတာတမန်ကျမ်းစာအပြင်ကျမတို့တွေ့ရတယ်။ဆိုတော့အဒီရဲ့ဟေရှာယအနာဂတိကျမ်းခန်းကြီးက2ရက်ပြီးမှစပြစ်တီးတီးဖို့မျော်လင့်နေတဲ့။ဒါပေမဲ့ကျမ်းစာကဗာပြောလဲဆိုရင်ဘာတီးတီးလဲဆိုတော့ဘောရှာတီးရဲ့အဲ့ဒီမှာကျမဘောရှာတီးအကြောင်းကိုပြောပြချင်တယ်။တမန်ကျမ်းစာထဲမှာပေါ်ပြထားတဲ့ဘောရှာတီးကဘာကိုပြောတာလဲဆိုရင်စပြစ်တီးရိုင်းကိုပြောတာဖြစ်တယ်။စပြစ်တီးရိုင်းကိုပြောတယ်။နောက်ပြီးတောစပြစ်တီး တန်ဖိုးမရှိတဲ့အရင်းသီးပေါ့နော်အဲ့ဒီအရင်းသီးတဲ့အတုံးဝင်လားဆိုတော့လေအတုံးလည်းမဝင်ပြန်ဘူးဆိုတော့မကောင်းတဲ့အသီးကိုပြောတယ်ဒါတော့ဒီနေ့ကျမတို့အင်္ဂလိပ်စာအထဲမှာ NIV ထဲမှာဆိုရင် bad fruits နော်မကောင်းတဲ့အသီးရဲ့နောက်ပြီးတော့မှ KJV ထဲမှာဆိုရင် well grips လို့ခေါ်တယ်စပြစ်သီးရိုင်းနော်စပြစ်သီးရိုင်းနဲ့နောက် INT လို့ခေါ်တဲ့အဲ့ထဲမှာဆိုရင် worthless တူတာတန်ဖိုးတော်ရှိဘူးတဲ့ ဆိုတော့အဲ့စပြက်တီးရရင်ဘယ်လိုမျိုးလဲဆိုကျွန်တော်တို့ပိန့်ဥတော့ဘကျွန်တော်တို့နယ်ဘက်မှာရှိတယ်စားလို့ရတဲ့ပိန့်ဥနဲ့စားလို့မရတဲ့အဲ့စားလို့မရတဲ့ပိန့်ဥရိုင်းကိုစားကြည့်ကြည့်လိုက်အရွက်ကအစာရတဲ့အားတဲ့တော်တော်နဲ့မပြောက်စားနဲ့ပို့ရင်လည်းမပြောက်ဘူးစားလို့လည်းမရဘူးပေါ့နော်ဆိုတော့ဒီဘောရှာတီးဆိုတာဘာကိုပြောတာလဲဆိုတော့အဲ့ဒီစပြက်ရိုင်းမျိုးစားလို့မရတဲ့အရာဆိုတော့အဲ့ဒါကိုပြောတာဖြစ်တယ်နောက်ပြီးတော့မှမူရင်းဟေပြဲမှာဆိုရင်ဘာပြောထားလဲဆိုရင် စားလို့မရတဲ့ပြအနံ့လဲဆိုသေးတယ်တဲ့နော်အနံ့ဆိုတယ်တံပိုးမရှိတဲ့စပြစ်ရိုင်းလို့ဆိုလိုတာဖြစ်တယ်ကျွန်တော်တို့ဒီဘောရှာသီးနဲ့ပတ်သက်ပြီးတော့မှအတိတ်ပဲကဘာတစ်ခုမှမကောင်းဘူးဆိုတာကျွန်တော်တို့စမ်းစာထဲမှာတွေ့ရတယ်ဆိုတော့စပြစ်ပင်ကတော့ဘာကိုပုံဆောင်လဲဆိုဝိညာဉ်ရေးရအတ္တတော်ကိုပုံဆောင်တာဖြစ်တယ်ကောင်းတဲ့အသီးကိုပုံဆောင်တာဖြစ်တယ်ဆိုတော့ကောင်းသောအသီးကိုဆိုလိုတယ်ကျွန်တော်တို့စမ်းစာထဲမှာတွေ့ရတယ်ဒါကြောင့်ဘောရှာသီးကဖျားမနစ်သက်တဲ့ဇာတိအသီး ဇာတိအသီးတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဇာတိအသီးဇာတိအတ္တတာတွေဖြစ်တယ်ဖျောင်းကိုပုံကန်တဲ့အတ္တတာစပစ်အဘောရှာတိဖြစ်တယ်နောက်တစ်ခုကပါလဲဆိုဖျောင်းကိုစွန့်ပစ်တဲ့အတ္တတာဖျောင်းကိုစွန့်ပစ်ပြီးကိုယ်ွယ်မှုမှားရုံနဲ့အရာတွေအတ္တတာမှာဖျောင်းအတွက်ဘာမှတန်ဖိုးမရှိအကျိုးမရှိတဲ့အတ္တတာဒီတော့ခရိယန်တော့ဖြစ်ပါတယ်သင်တော်တော်လည်းအကျိုးမရှိဘူးကိုကိုယ်တိုင်းဟာလည်းခရိယန်တော့ဖြစ်တယ်ခရိယန်ဖြစ်တဲ့အတ္တတာဟာ ကျမတို့ဖះလိုချင်တဲ့အသက်တာမဟုတ်ဘူး။ဒါကြောင့်မို့လို့ခရိယန်တွေအများကြီးငရဲမှာရှိတယ်လို့ပြောတဲ့အခါမှာလူတွေကသိလက်မခံဟာခရိယန်ပဲပါလို့ငရဲမှာရှိရမှာတော့ခရိယန်ခရိယန်ဖြစ်တိုင်းကောင်းကင်ရောက်မယ်ဆိုရင်ဒီနေ့ကျမတို့လူတွေအားလုံးကနာမည်ကခရိယန်တွေလည်းကောင်းကင်ရောက်ကုန်မှာပေါ့ခရစ်တော်ကိုစစ်မှန်စွာရတဲ့သူသားလေးကျမတို့ကောင်းကင်နိုင်ငံမှာဝင်စားခွင့်ရှိတာဖြစ်တယ်။ဆိုတော့ဒီနေ့ကျမတို့အသက်တာထဲမှာအဲ့လိုပဲဖះသခင်ကပါလို့လဲဆိုတော့ ကျမတို့ကိုလေအဲ့ဒီနော်ဒီရဲ့ဖယားသခင်အတွက်တန်ဖိုးမရှိတဲ့အသက်တာဖယားသာသနာအတွက်တန်ဖိုးမရှိတဲ့ဘောရှာသီးလိုမျိုးစပြည့်ရိုင်းသီးတွေကျမတို့ကိုဖယားကမဖြစ်စေခြင်းဘူး။နော်တကြမလို့နော်ဘယ်သူတွေကိုဒီရဲ့ခန်းငယ်ထဲမှာဒီဥပမာနဲ့ပြောပြီးဘသူကိုပြောတာလဲဆိုခန်းငယ်ခုနှစ်ယောက်တဲ့ခါမှာစပြစ်ဥယင်ဟာဣတရီလာလူမျိုးကိုပြောတာဖြစ်တယ်။ပြိုးပင်ဟာယူရာလူဖြစ်တယ်တဲ့။ဆိုတော့ဒီတန်ပိုက်ကနေဒီနေ့ကျမတို့ခွန်အာယူကိုသင်္ကန်းစာယူကိုကပါလဲဆိုတော့ ဣသရေလလူမျိုးတွေကဲ့သို့ဖျားသခင်ကဒီနေ့ယုံကြည်သူခရိယန်တွေကိုပြောနေတဲ့အရာကကျမတို့စီကဖျားသခင်မျှော်လင့်တာနံပါတ်1အသီးသီးဖို့ဖြစ်တယ်။အာမင်။နောက်မှလည်းရေးထားတဲ့မိတ်ဆွေအသီးသီးရအောင်။ဒါပေမဲ့ဘောရှာတီးတော့မတီးပါနဲ့။စပစ်သီးသီးရအောင်အာမင်။ဆိုတော့ဒီနေ့ကျမတို့စီကဖျားသခင်မျော်လင့်တာကဘောရှာသီးတွေမဟုတ်ဘူးအရှိုင်းတွေထွက်လာဖို့မဟုတ်ဘူးဇာတိအသီးတွေမျော်လင့်တာမဟုတ်ဘူးဆိုတော့ဒီနေ့တနည်းအားဖြင့် ဖခင်ကကောင်းတဲ့အသီးသီးဖို့ရဲ့အတွက်ကျမတို့စီကနေမျှော်လင့်နေ။ဒါဆိုရင်ဂလာတိခန်းကြီးကအပိုင်ငယ်20ထဲမှာကျမတို့ဗာတွေ့ရလဲဆိုရင်ဝိညာဉ်အသီး၉မျိုး၉လုံးရှိတယ်။ဝိညာဉ်စုတေးစုလဲ၉မျိုးရှိတယ်။ဆိုတော့အဲ့ဒီထဲမှာမှချစ်ချင်းကျမတို့သီးပြီလား။နော်ကိုမိသားစုကလည်းတခြားလူကိုမချစ်နိုင်အဲ့ဒါကျမတို့ရဲ့ချစ်ချင်းသီးမသီးဘူးလို့ခေါ်တယ်။နော်ဖခင်ကပြောတယ်တမန်လူတာသနာပလူကောင်းတာမျိုးလား။ ကျမတို့ကောင်းတယ်ဆိုရင်တဲ့ပါထူးမှလည်းတဲ့။တော့ဒီနေ့ကျမတို့အသက်တာထဲမှာကိုယ့်ဘော်ကောင်းတဲ့လူဘော်ကောင်းတာမဟုတ်ဘဲနဲ့ကိုယ့်ဘော်မကောင်းတဲ့လူဘော်ကောင်းနိုင်တာဖရားရဲ့မြတ်တာဖြစ်တယ်။နော်ဒါကြောင့်မို့လို့ဒီနေ့တခါတလေကြရင်ဖရားသခင်ကလေကျမတို့လေဘာတီးတီးလဲဆိုတာကျမတို့ကိုဖရားသခင်ကအမြဲတမ်းစစ်ဆေးတယ်။ကိုမချစ်နိုင်တဲ့လူကိုဘေးမှာထမ်းခြင်းရဖြစ်လေငါဟာချစ်ခြင်းမြတ်တာဖရားဖြစ်တယ်ဆိုတာကိုသိတယ်။အာမင် ကိုမြစ်တာမပြနိုင်တဲ့လူကိုပေးမှထားတာတစ်ချိန်ပြပြီးပြီနှစ်ချိန်သုံးချိန်ပြပြီးပြီဒါပေမဲ့ तू ကလေမပြောင်းလဲလာဘူးနော်အဲ့လိုမျိုးအဖြစ်ကျမတို့ကိုဘုရားသခင်ကလေကိုစေတနာမရှိတဲ့လူကိုဘေးနားမှာထားခြင်းအဖြစ်ဘုရားသခင်ကငါဟာလေစေတနာရှိတဲ့ဘုရားဖြစ်တယ်ကိုမပေးနိုင်တဲ့လူချိန်ပေါင်းများစွာကျေးဇူးမပြုနိုင်တဲ့လူကိုဘေးမှာထားခြင်းအဖြစ်ငါဟာလေနေ့ပေါ်မှာကျေးဇူးပြုတဲ့ဘုရားဖြစ်တယ်ဆိုတာဘုရားကတင်တယ်အာမင်တော့ဒီနေ့ကျမတို့အသက်တာထဲမှာလေဖျားသိစေခြင်းနဲ့အသီးတွေတီးဖို့လိုတယ် တော့ချစ်ချင်းမြတ်တာဘုရားငါတို့ဘုရားချစ်ချင်းမြတ်တာဘုရားဖြစ်ပြီးတစ်ချိန်လုံးရံဖြစ်နေအဲ့ဒီနေရာမှာဘုရားရဲ့မြတ်တာမရှိဘူးကျမတို့ချစ်ချင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းစိတ်ရှိခြင်းဟာငါတို့ဘုရားကစိတ်ရှိတဲ့ဘုရားဖြစ်တယ်ဆိုပြီးတော့နော်ဘယ်တော့မှစိတ်မရှိတဲ့အသီးတွေတီးနေတာတွေကဘုရားလူခြင်းနဲ့အသီးတွေမဟုတ်ဘူးငြိမ်သက်ခြင်းနော်ဝမ်းမြောက်ခြင်းငါတို့ဘုရားငြိမ်သက်ခြင်းရှင်ဖြစ်တယ်ပြောပြောပြီးမှဗဇက်ကလည်းတစ်ချိန်လုံးပူပန်တဲ့စကားတွေနတ်ပြန်ပါစားရမလဲနတ်ပြန်ဘလို့အသက်ရှင်ရမလဲဆိုတော့ အဲ့ဒီလူမျိုးစကားတွေထွက်နေပြီဆိုရင်ကျမတို့အတ္တတာထဲမှာဖျားသီးစီခြင်းနဲ့အသီးတွေမသီးဘူး။ဒါကြောင့်ဝိညာဉ်အသီးသီးပြီ။ဟုတ်ပြီ။ဝိညာဉ်စုကျေးစုတစ်ချုပ်ရှိတယ်။ဝိညာဉ်စုကျေးစုကိုမျိုးကိုမျိုးလုံးပြည်တာကတော့ယေရှုခရစ်တော်မှာပဲရှိတယ်။ဒါကြောင့်ဒီနေ့ကျမတို့အတ္တတာထဲမှာနော်တချို့ဖျားသခင်ကပညာတရား၊ယုံကြည်ခြင်းတရားနော် prophet ပြုနိုင်တဲ့စုကျေးစုတွေအဲဟိုစိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးသိနိုင်တဲ့စုကျေးစု အနာရောဂါငြိမ်းနိုင်တဲ့စုကျေးစုမှစပြီးဘုရားရှင်ကဒီနေ့လူအသီးသီးတို့ကိုခွဲပေးတယ်တဲ့။အဲကြောင့်ပြောချင်တဲ့အရာကဝိညာဉ်စုကျေးစုရှိပါရဲ့။ဒါပေမဲ့ဝိညာဉ်အသီးမရှိဝိညာဉ်အသီးမရှိဘူးဆိုလို့ရှိရင်ဘုရားဘုံမထင်ရှားဘူးဖြစ်တယ်။စုကျေးစုကကျမတို့အမှုတော်မြတ်ထဲမှာထက်မြတ်စွာပါဝင်ဖို့ဘုရားအမှုတော်မြတ်ထဲမှာတကယ်ပဲဟိုဘုံတော်ထင်ရှားဖို့ပေးထားတာဖြစ်တယ်။ကျမတို့ကို proud ဖြစ်ဖို့ပေးထားတာမဟုတ်ဘူး။ ဆိုတော့ဒီနေ့ witness ဟာသူကတော့ prophet ပြုတယ်ဒါပေမဲ့ prophet လည်းပြုပြီးတော့ပြောတဲ့စကားကဆနလို့ဘောရှာတီးတီးနေတယ်ဆိုရင်မဖြစ်တဲ့ဘူးဒါကြောင့်မလို့စုတေးစုရှိတဲ့လူကအသီးနဲ့အများရန်တွဲရတာဖြစ်တယ်ဝိညာဉ်စုတေးစုနဲ့ဝိညာဉ်အသီးနဲ့တွဲကျမတို့အသက်တာထဲမှာတာ၍ဖျားပုံးထင်ရှားတယ်ကျမကမကျမ်းမာခြင်းနဲ့ခဏခဏကြုံနေပါတော့ကျမကအဲသွေးလေးပါးနာရှိတယ်ဗီတာမင် D နဲ့ဟာရှိတယ်ဗီတာမင် D မပြည့်ဘူးဆိုရင်ကျမအဲ့လိုမျိုး အရန်ပင်ပန်းပြီးအပြင်နေပါလေကျမသိမ့်မသွားနိုင်တော့ခဏခဏမကျမ်းမာတဲ့ခါကျမကဖေရောက်ဘလို့ပြောလဲဆိုရင်ကိုရောကျမကကျမနဲ့ကိုရောနဲ့ကိုရောကျမကိုခိုင်းစရာရှိသေးလားမရှိတော့ဘူးဆိုရင်ကိုရောမကျမ်းမာခြင်းအောင်ဘုံတော်မထင်ရှားတဲ့အတွက်ကျမအဲ့လိုဆူတောင်းတယ်ကိုရောဘုံတော်ထင်ရှားရင်ထင်ရှားခိုင်းမထင်ရှားရင်ကျမဘုံတော်ဝင်စားလို့လည်းရတယ်ဖေရောက်ကျမအဲ့လိုဆူတောင်းတယ်ပေါ့နော်ဆိုတော့ကျေးဇူးတော်ကြောင့်တော့ ဘုရားခင်ကဒီနေ့ဒီကျမကိုအသက်ရှင်ခွင့်ပေးတယ်ခွန်အားတွေနေ့ရက်တိုင်းမှာပေးတယ်ဆိုတော့ဒီနေ့ကျမတို့တတ်တာထဲမှာဘုရားမျော်လင့်တဲ့မျော်လင့်ချက်ကိုကျမတို့ပြည့်စုံစွာအသက်ရှင်ဖို့ရန်အတွက်လိုအပ်တယ်။နောက်ဒီနေ့ခရစ်ယာန်အသက်တာမှာဘုရားမကြိုက်တဲ့ဘောရှပြီးလေမတီးဖို့လိုပါတယ်။အာမင်အမင်ထူနိုင်ဖို့ပြည့်ရှင်ကောင်းကြီးပေးပါစေနော်။ဆိုတော့ဒီနေ့ကလာတိစောနာပြောတဲ့ခန်းကြီးကအပိုင်ငယ်19ကနေ21တဲမှာတော့ဘာအသီးတွေတွေ့ရလဲဆိုဇာတိအသီး နော်ဒီနေ့အဲဂျန်လိုရာနော်ဇာတိအသီးတွေကိုတွေ့ရတယ်အဲ့ဒါအမှတ်ထားလိုက်စပစ်ရိုင်းဘောရှာတွေဖြစ်တယ်ဘောရှာသီးတွေဖြစ်တယ်ဆိုတော့ခတ်သိမ်းသော စိတ်တူချင်းဒေါသအမျက်ထွက်ချင်းသူ့အကျိုးပြအောင်ပြောဆိုချင်းရန်တိုက်တာ နော်ဒီနေ့ကျမတို့မကောင်းတဲ့အရာတွေနဲ့အဲ့ဒီဂလာတိခန်းကြီးငါအပိုင်နဲ့16ကနေ20တိတက်ထဲမှာဇာတိပဂတိရဲ့အသီးတွေတွေ့ရတယ်ဆိုတော့ဇာတိပဂတိအစ်စ်နေရာထင်ရှားတယ်တဲ့ သူ့မိအောင်ပြမတာမတရားသောမိထုံးနဲ့နော်ညညူးစွာတင်တာတဲ့ရုပ်သူကိုးခွေတာရန်ညိုးဖွဲ့တာရန်တွေ့တာဂုံပြိုင်တာအမျက်ထွက်တာနော်ညင်းခုန်တာသင်ကွင်းစီတာဒီနေ့ခက်ကာလာမှာဆိုရင်အုပ်စုဖွဲ့တာတွေရန်များလာတယ်ကျမတို့အသင်းတော်တွေထဲမှာလည်းများလာတယ်ဟာကျမကပြောတယ်ကျမတို့အသင်းတော်မှာတော့လီစုတို့ချင်းတို့ပအိုးတို့ဖြစ်တဲ့အခါမှာအသင်းတော်တွေဟာအသင်းတော်ဟာကျမတို့အဲနောက်တစ်ခုပေါ့နော်ဝေငှနေနေဖြတ်ပြောချင်တာကျမတို့ငငယ်ကအန်ဒီနိုယန်သေးတို့အိမ်မှာ ဆရာဘက်လုံးကတောက်ကြနေဆိုလာပြီးတော့မှစမ်းစာတင်ပေးတယ်။ကျမတို့လည်းအရန်ကြော်တယ်။သွားတင်တယ်။တင်တဲ့ခါမှာဆရာဘာတင်လဲဆိုတဲတော်ကြောင့်တင်ပေးတယ်။ကျမအိုက်ကလေးကကျမရဲ့အုံနောက်ထဲမှာလေတသက်စာဆွဲသွားတာ။ဆွဲသွားတဲ့ခါကျတော့ကျမဒီအမှုတော်ဆောင်ဖြစ်လာတဲ့နောက်ပိုင်းမှာကျမအဲ့တဲတော်အကြောင်းကိုနက်နက်နဲနဲလေ့လာတယ်လေ့လာပြီးအတင်းတော်မှာတင်တယ်ပေါ်တော့တင်တယ်ဆိုတော့တဲတော်ကိုကောင်းကောင်းနားမလဲတဲ့လူကလည်းကိုယ်ွယ်ချင်းရဲ့အခြေခံကိုနားမလဲဘူး ။နောက်ဒီနေ့ကျမတို့ဖယားကိုကိုးကွယ်ခြင်းရဲ့အခြေခံကိုနားလည်ခြင်းတဲရော်ကြောင့်ကိုတမဟောင်းကျမ်းမှာမြတ်မြတ်လေ့လာဖို့လိုတယ်။ဆိုတော့အဲ့ဒီမှာကျမတို့ပေါ့နော်ဒါလေးရက်ဖြတ်ပြောတာဆိုတဲ့ခါကျတော့ဒီနေ့ကျမတို့ရဲ့ခရိယံအတ္တတာထဲမှာနော်ဖယားသီးစေခြင်းနဲ့အသီးတွေမသီးဘူး။ဟိုအုပ်စုဖွဲ့တဲ့ရ။ဒါကြောင့်အဖျားကြောင့်ထဲမှာအဲပေါ့နော်ကျမတို့အသင်းတော်ထဲမှာအိမ်တိုင်းအိမ်မှာ အာဝင်လာပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်လဲဆိုရင် အုပ်စုဖွဲ့တာတွေရှိလာတယ်လူမျိုးရေးလိုက်တွေရှိလာတဲ့အခါမှာကျမပြောပါတယ်အသင်းတော်မှာသာသနာလူမျိုးရေးလုပ်ခြင်းအသင်းတော်ပြင်ပမှာလုပ်ပါအသင်းတော်ဆိုတာလူမျိုးရေးလုပ်တဲ့နေရာမဟုတ်ဘူးနောက်ပြီးစောနာပြောတဲ့တဲတော်ထဲမှာကျမတို့အတွင်းကရွှေရစ်ပလင်မှာနန့်တာပေါင်းရှိတယ်နန့်တာပေါင်းကိုပါလဇန်စေးဆိုတဲ့ရာရဲ့ငါးခွန်နေရဲ့နောက်ပြီးတော့เนาะဒီကျမတို့ ဟိုမူရန်နေရဲ့နတ်သားတွေကိုတမျိုးတမျိုးကို အချို့ကျဆိုပေါင်းဆက်ထားပြီးတော့မှအဲ့ဒီရွှေရစ်ပလင်ပေါ်မှာပူဆော်ရတာအဲ့ဒါကိုရစ်ပရိုဟိတ်တွေကငါတို့အိမ်မှာသုံးချင်တယ်တအောင်မွေးတယ်ကွာဆိုအပြင်မှာလုပ်လို့မရလုပ်လို့လည်းမရသုံးလို့လည်းမရတေပြစ်တဲ့နယ်နော်ဒါကြောင့်ဒီနေ့အဲ့ဒါကဘာကိုပုံဆောင်လဲဆိုရင်ဒီနေ့အသင်းတော်ထဲမှာရောက်လာတဲ့ယုံကြည်သူတဦးတယောက်ချင်းစီရဲ့လူမျိုးမတူရင်ပြဿနာမရှိဘူးနော်လူမျိုးမတူတာတွေကအဲ့ဒါအရေးမကြီးဘူး လူမျိုးတိုင်းပုံစံတိုင်းနဲ့လာပြီးတော့မှဖခင်ရဲ့မျက်မှောက်တော်ရဲကိုလာတဲ့ဆူတောင်းခြင်းတွေချစ်ချင်းမြတ်တာတွေမိတ္တာရဖွဲ့ခြင်းတွေကိုပုံဆောင်တာဖြစ်တယ်။ဒါကြောင့်အဲ့နတ်သားပေါင်းတဲ့တူတဲ့မွေးကြိုင်တဲ့ယနံ့ကိုအပြင်မှာသွားရှာခြင်းမရှိဘူး။လောကထဲမှာမရှိဘူး။ဖခင်ရဲ့မျက်မှောက်တော်ထဲမှာစူယုံတဲ့အရက်မှာပဲရှိတာဖြစ်တယ်။နောက်ဒီနေ့ပေါ့နော်။ဆိုတော့ဖခင်တခင်ဖြစ်စေချင်တာကလည်းကျမတို့အသက်တာထဲမှာမွေးယနံ့ထွက်စေခြင်းနဲ့ ကောင်းတဲ့အသီးတွေသီးစေခြင်းနဲ့ဘောရှသီးနဲ့တူတဲ့စပစ်ရိုင်းကိုမသီးစေခြင်းဘူးဘုရားသခင်ကဒီအရာတွေကိုပေါ့နော်ဒီနေ့ကျမတို့တတ်တာတွေမှာသီးစေခြင်းတဲ့အရာကစပစ်ပင်ဟာစပစ်နယ်ကယေရှုကိုပုံဆောင်တယ်ဒါကြောင့်ဒီနေ့ကျမတို့စပစ်သီးသီးဖို့ရန်အတွက်လိုအပ်တယ်ကျမ်းစာထဲမှာနော်ကျမတို့တွေ့ရတယ်ဒါကြောင့်နော်ဘောရှသီးဆိုတဲ့ဇာတိအသီးကယုံကြည်သူအသက်တာမှာလေတိတက်တယ်နော်ဘောရှသီးဆိုတဲ့ဇာတိအသီးတွေကယုံကြည်သူဆိုတဲ့စပစ်ခတ်မှာတိတက်တယ် အဲ့ဒါလေးကိုကျမတို့တေချာနားထောင်စေချင်တယ်ဆိုတော့ဒီမှာလဲဗာပြောလဲဆိုတော့အဲမြေကိုတူး၍ကြောက်ခဲရုပ်ကိုရှင်းလင်းပြီးမှအကောင်းဆုံးသောစပြက်နွယ်ပင်ကိုစိုက်ပျိုး၏ဥယျာဉ်ထဲမှမိခိုရတဲလင်းကိုလဲစောက်၍စပြက်သီးနယ်ရခြင်းကိုလဲတူးတော်မူ၏ထိုအခါစပြက်သီးကိုတီးမြင်ဟုမျှော်လင့်သည်ရှိသောဘောရှာသည်ကိုတီးပါသည်တကားဖျားစိုက်တာကစပြက်သီးဒါပေမဲ့ရွေးချယ်ပြီးစိုက်တာပဲ ဘောရှာသီးလာသီးနေတယ်။ဒါကြောင့်ပြောတာကျမတို့ယုံကြည်သူတတ်တာထဲမှာဘောရှာသီးကတီးတက်တယ်နော်။ခရိယံဖြစ်ရင်လည်းစိတ်မတို့တတ်ဘူးလားတို့တတ်တာပဲ။ဒေါသထွက်တတ်တာပဲ။ချမင်းစားတဲ့ချိန်ဆိုပိုစိတ်တို့တတ်သေးတယ်နော်။ဆိုတဲ့အခါကျတော့နော်ကျမတို့တတ်တာထဲမှာလေဖယားဒီရဲ့ဖိုက်ဇဘောရှာသီးတွေကယုံကြည်သူတွေရဲ့အတ္တတာထဲမှာလာလာတီးတက်တယ်။အဲ့တော့ဣသရေလလူမျိုးတွေကဒီတန်းစာကိုပြန်သွားရင်ဖယားစကနားမထောင်ဘူး။ဖယားကျေးဇူးပြုတဲ့အရာကိုလည်း ဒီနေ့မတိတဲ့အတွက်ကြောင့်မလို့တို့တွေရမယ့်အခွင့်အရေးတွေဆုံးရှုံးနေတဲ့ကြောင့်ခရိယန်အသက်တာထဲမှာပြောချင်တဲ့အရာကခရိယန်ဖြစ်တာဘလောက်ဖြစ်ပြီဆိုတာအရေးမကြီးပါဘူးเนาะဒီနေ့အဖေကကျမတို့ကိုပြောတတ်တယ်ဟာမေငါအခုတော့အဖေမရှိတော့ဘူးကောเนาะကျမတို့ကအဖေနဲ့လည်းအများနဲ့အဲဘောနောအတိုက်ခံရစကရေလူကြတယ်မင်းငါခရိယန်ဖြစ်တာမင်းတို့အသက်ထက်အများကြီးကြီးပြီအဲအဖေကကျမပြောအဖေနဲ့ကျမတို့အဲ့လို စကေရီလူတယ်။တော့အပါခရိယံဖြစ်တာမဖြစ်တာနှစ်ကာလဘလောက်ကြာတာမကြာတာအရေးမကြီးဘူးအပါပါအတိတိလဲလို့ကျွန်မလည်းအဖေကိုပြန်ချစ်တယ်ကျွန်မအိမ်မှာအဖေကိုလည်းကက်တင်ချင်းခဏခဏဆစ်တယ်ပါကက်တင်ချင်းရပြီလားကြာပြီပြီပေါ့ဆိုတော့ကျွန်မအမြဲတမ်းအဲ့လိုပြောပါတော့နော်ဆိုတော့ဒီနေ့ခရိယံအသက်တာထဲမှာလေကျွန်မတို့ဆောနာပြောတယ်လို့ပဲအချုပ်အနေနဲ့ပြောချင်တယ်ခရိယံအသက်တာထဲမှာကျွန်မတို့ ခရိယန်ဖြစ်တာဘလောက်ကြာပြီဘယ်နှစ်နဲ့ကြာပြီနော်မိယိုးဖလာထဲမှာကျမတို့ဘလောက်ကြာပြီဆိုတာအရေးမကြီးပါဘူးဘာအတိအသေးလဲဆိုတာကပဲအရေးကြီးတာဖြစ်တယ်ဒါကြောင့်ကိုကိုကိုပြန်မေးရအောင်ဒီနေ့ကျမတို့အမှုဆောင်နေလဲဘောရှာသေးတွေတီးတက်ပါတယ်နော်အမ်အမှုဆောင်ဖို့လို့ဘောရှာသေးမတီးတက်ဘူးမထင်နဲ့ဒီနေ့ကျမတို့လည်းတီးတက်တဲ့အချိန်တွေရှိတယ်နောက်ဆိုငါတီးနေတာဘောရှာသေးဖြစ်နေပြီဆိုရင်အဲ့ဒီအသီးကိုချက်ချင်းခုတ်ရအောင်အာမင် ကြာကြာအခွင့်မပေးရအောင်။ကြောင့်ဒီနေ့ကျမတို့ခရိယန်ဖြစ်ပြီးယုံကြည်သူဖြစ်ပြီးအထူးသဖြင့်အမှုတော်ဆောင်နေရလူတွေရှေ့ရရတဲ့ဖြစ်တဲ့အခါမှာနော်။အာသူ့ကိုကြည်လိုက်ရင်လဲစိတ်လည်းမရှိဘူး။နော်သူ့ကိုကြည်လိုက်ရင်လဲလူညံ့သိမ်မွေ့ခြင်းလည်းမတွေ့ရဘူးဆိုရင်အဲ့ဒါကျမတို့တည်နေတဲ့ပေါ်ရှာတီးတွေဖြစ်တယ်။ကြောင့်ကျမတို့မှုဆောင်ရလဲဒီနှုတ်ကပတ်တော်အပြင်ကျမတို့အဲအမြဲတမ်းကျမလည်းပြင်ဆင်တာဖြစ်တယ်ကိုတက်တာကိုပြန်ဆန်းစစ်တယ်ငါဘာတီးတီးနေလဲနော်ဆိုတော့ဒီနေ့ယုံကြည်သူများရဲ့အသက်တာထဲမှာလည်း ပြောချင်ပါတယ်ထက်ခါထက်ခါကျမတို့ဘာအတီးတီးနေလဲဆိုတာကိုကိုကို2025ခုနှစ်မှာဆေးရအောင်နောက်မှလည်းအတီးတီးသောနှစ်လို့ရေးထားတာလေးတွေ့ရတဲ့အခါမှာအရင်မဲ့အဲစိတ်နှလုံးထဲမှာလည်းတွတ်တီချင်းခံစားရတယ်ငါကော2025ခုနှစ်လုံးမှာဘာတီးတီးမှလဲဘောရှာတီးတီးနေရင်တော့ဖျားမကြိုက်ဘူးစပြစ်တီးတီးတဲ့အတ္တတာဖြစ်မယ်ဆိုရင်တော့ကောင်းကြီးဖြစ်မယ်လူတွေတော်လွတ်မြောက်စေမယ်တောင်းဒီနေ့ကျမတို့ စပစ်တီးတီးရအောင်ဆိုပြီးတော့မှခေါ်အားပေးချင်တာဖြစ်ပါတယ်အဲအရောက်တိုင်းကိုဖျားရှင်ကောင်းကြည့်ပေးပါစေ mm hmm.